အချက်တရားမရှိဘဲပေါ်ပြနေတဲ့ပုံတွေကြောင့်ဒိုင်းလောကတွေဝင်တော့မယ်လို့ဆွဆွဲခန့်နေရတဲ့ဥက္ကာမဲမောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေဥက္ကာမဲမောင်ကမြန်မာနိုင်ငံရဲ့အမှုပညာလောကမှာကျန်လေကျဆားခဲ့တဲ့သူတစ်ယောက်ဆိုပေမဲ့လက်ရှိမှာတော့နိုင်ငံသားမှာအခြေချပြီးတော့နေထိုင်နေတာဖြစ်ပါတယ်နိုင်ငံသားမှာနေထိုင်နေတာဆိုရင်တော့ ဆယ်စုနှစ်တခုဝင်းကျင်ရှိနေပြီဖြစ်တဲ့အတွက်အနောက်တိုင်းယဉ်ကျေးမှုတွေနဲ့ပြည့်နှက်လို့နေရဖြစ်ပါတယ်။ဥက္ကမင်းမောင်ကိုရိုင်းကလည်းသူရဲ့ဖြစ်တည်မှုကိုဖွင့်လင်းစွာချပြထားတာပါ။အမျိုးသားတယောက်လိုခံညာပြီးတော့တည်တံ့ပေမဲ့အမျိုးသားချင်းသာကြိုက်တဲ့သူဖြစ်ကြောင်းကိုလည်းဝန်ခံထားတာဖြစ်ပါတယ်။ဒါအပြင်ဥက္ကမင်းမောင်က ဂေးပေါင်း9000ပါတဲ့တင်မောကြီးနဲ့လည်းအပြေးအဝါကိုပျော်ရွှင်နေခဲ့သေးတာဖြစ်ပါတယ်။ဒါအပြင်အောက်ကမင်းမောင်ကခန္ဓာကိုယ်တစ်ခုလုံးရဲ့အလားတရားကိုပါချပြလာခဲ့တာပါ။ခန္ဓာကိုယ်တစ်ခုလုံးမှာဝန်စားမပါဘဲဖွားဘတော်တစ်ခုရဲ့ကိုသာ ဖုံးထားပြီးတော့အလားတရားကိုချပြလာခဲ့တာဖြစ်ပါတယ်။အခုလိုပုံစံမျိုးတွေက group တွေထဲမှာရောင်းစားတဲ့ပုံမျိုးတွေနဲ့လည်းဆင်တူနေတာပါ။ဒါကြောင့်မို့ပရိသတ်တချို့က ဥက္ကမင်းမောင်တယောက်မင်းသားလောက်တာမအောင်မြင်လို့ဒိုင်းလောကတွေကိုဝင်ရောက်တော့မှလားဆိုပြီးတော့ထင်နေကြတာဖြစ်ပါတယ်။ဒိုင်းလောကတွေမှာဇက်ကားတွေရိုက်ဖို့ဆိုရင်အခုလိုခန္ဓာကိုယ်အလှကိုထင်သာအောင်ပေါ်ပြရဲမှသာဖြစ်မှာကြောင်းပါ။ဥက္ကမင်းမောင်ကဒိုင်းလောကသူ့ကိုအခုလိုမင်းလာတာကအထင်သေးရလို့သာခံစားနေရတာဖြစ်ပါတယ်။သူ့အတွက်မိကောင်းဖားခင်သားဖြစ်တဲ့အတွက်ကိုဒိုင်းလောကတွေကိုဝင်ပြီးတော့ငွေရှာမှမဟုတ်ဘူးလို့ပြက်သားစွာပြောလာခဲ့တာဖြစ်ပါတယ်။ဒါအပြင် သူရဲ့မိမွေးဖွားမွေးပုံစံနဲ့ရိုက်ထားတဲ့ပုံတွေကရှောင်းစားဖို့လည်းမဟုတ်ကြောင်းရှင်းပြလာခဲ့ရပါဆိုရှယ်မီဒီယာမှာအလှပုံတွေနဲ့သာတင်တာပါအခုလိုတင်တာကိုနိုင်ငံသားနာမည်ကြီးတရုတ်ဆောင်တချို့ကလည်းလုံနေကြတာဖြစ်တဲ့အတွက်ဥက္ကမင်းမောင်က အလားပုံတစ်ခုအနေနဲ့ဆက်ရိုက်သွားမှာလည်းဖြစ်ပါရင်ဥက္ကမင်းမောင်ကနိုင်ငံသားမှအခြေချနေထိုင်တာဖြစ်တယ်လို့နိုင်ငံသားအနုပညာရှင်အဖွဲ့တွေနဲ့လည်းအတူတူအလုံးလုံးချင်တာဖြစ်ပါရင်ဒါကြောင့်မို့လဲအနောက်တိုင်းဆက်အောင်နေထိုင်တာဖြစ်ပါရင်ဒါအပြင်ဇက်ကားတွေကသူ့ကိုဒိုင်းလောကတွေကစံဝင်ကန်းနေလို့ရိုက်ခိုင်းမယ်ဆိုရင်တော့နိုင်ငံသားအနုပညာလောကတွေကိုထိုးဝင်နိုင်ဖို့အတွက်ရိုက်ကူးသွားမှာပါဒါပေမဲ့ဒိုင်းလောကဇက်ကားတီးတက်ရတော့ရိုက်မှာမဟုတ်ပါဘူးဥက္ကမင်းမောင်ကတော့ခင်မီလာတဲ့ဒီခေတ်ကြီးရဲ့မှာအခုလိုပုံ င်တင်တာကိုပုံကြီးချင်နေတဲ့အပေါ်နားမလည်နိုင်ဘူးလို့လည်းဆိုထားပါတယ်။တခြားသူတွေလို့ရင်ဖြစ်မတင်ပဲသူလုံးမသာဖြစ်တင်နေကြတာဆိုပြီးတော့လည်းရေးတင်လာခဲ့တာပါ။သူ့ကိုအထင်သေးပြီးတော့ဝေဖန်နေကြတဲ့သူတွေကိုလည်းဥက္ကမင်းမောင်က vlog သွားမှဖြစ်ပါတယ်။ ဩကာမဲမောင်ကဆိုရှယ်မီဒီယာမှာဆိုလဲပွဲမချခနာဆိုသလိုစူနေတတ်တာပါဆယ်လီတချို့နဲ့မတည့်တာကြောင့်စောင်းမြောင်းတင်ပြီးတော့ပွဲဖြစ်နေတတ်တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာစကားရိုက်ဖို့ကလန္နာမျိုးရှိပေမဲ့နိုင်ငံသားမှာသာနေသားကြနေတာမို့မြန်မာနိုင်ငံကိုမပြောင်းလာပါဘူးနိုင်ငံသားအမှုပညာလောကတွေမှာသာ နေရတနေရရဖို့အတွက်စူးစမ်းနေရဖြစ်ပါတယ်။လက်ရှိမှာတော့နိုင်ငံခြားလုပ်ငန်းရှင်တချို့စီကနေကြော်ညာတပုတ်အတွက်အမှုပညာအလုပ်ကမ်းလှမ်းတာခံနေရတာပါ။အချက်တရားမရှိဘဲပေါ်ပြနေတဲ့ပုံတွေကြောင့်ဒိုင်းလောကတွေဝင်တော့မယ်လို့ဆွဆွဲခံနေရတဲ့ဥက္ကမင်းမအောင်ပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောပြပေးသေးပါအောင်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရေးတင်ပါတယ်ရှင်။